ခင်ဗျားတို့ကျွန်တော်သိထားတယ်အထာရတ္တ16မျိုးထဲမှာတိုင်းပညာဆိုပြီးတော့တီးတန့်ပါဝင်တာမရှိဘူးဆိုတာသိပြီးကြပြီလားအထာရတ္တ16မျိုးဆိုတာဘာလဲဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးပါ YouTube နဲ့ Social Media တွေမှာ Follow နဲ့ Subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ထားပေးပါအခုလာမယ့်ဗီဒီယိုမှာအထာရတ္တ16မျိုးဆိုတာဘာတွေလဲ အသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ရှေးခေတ်ဘယင်းမျိုးနွယ်တွေပဲဖြစ်ဖြစ်မူးမတ်တွေပဲဖြစ်ဖြစ်စင်းရဲသားအမျိုးသားယောက်ျားမှန်ရင်အထာရတ္တ78ရက်78မျိုးကိုတက်ကြွမှသာယောက်ျားကောင်းတယောက်ပီတမယ်လို့ဆိုရိုးရှိခဲ့ကြတယ်အဲ့ဒီအထာရတ္တ78ရက်တွေကိုလည်းဘယ်မှာတင်လို့ရလဲဆိုတော့တက်ကတော်ပြီး ိတာပါမောက်ခကြီးစီမှာပဲတင်လို့ရတယ်လို့ကျွန်တော်တို့ရှေးခက်ကစာအုပ်တွေဇတ်တော်တွေမှာဒါမှမဟုတ်ဖရာရဲ့950ဇန်နိပတ်တွေမှာကျွန်တော်တို့မကြာခဏဖတ်ဘူးကြတယ်စဉ်းစားကြတခုကတော့အထာရတ်18မျိုးဆိုတဲ့အထဲမှာမှတမျိုးလောက်တက်ရင်ပဲယောက်ျားတွေရဲ့ဘဝမှာအတံမွေးဝမ်းကြောင်းမှုကိုလုံနိုင်ပြီလို့ဆိုရှိတယ်ဒါဆိုရင်ဒီ18မျိုးလုံးဖြစ်တဲ့ အတတ်ပညာထူးဆန်းတဲ့အတတ်ပညာတွေကိုသုံးနှစ်သုံးမိုးတဲ့နဲ့ဒီတာပေါမောက်ခကြီးကအချိန်တွေကိုဘလို့ကန့်တတ်တယ်အချိန်တွေကိုဘလို့ management လုပ်ပြီးတော့မှတင် जा ပေးခဲ့တယ်ဆိုတာကိုစဉ်းစားကြဖြစ်တယ်ခင်ဗျားတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းဗီဒီယိုအစားဆုံးကြည့်ပြီးတဲ့အခါမှာမှတ်ချက်လေးပေးခဲ့ပါအောင်အဲ့တော့အထာရတ္တ၁၈မြို့မှာဘာတွေပါလဲဆိုတော့နံပါတ်၁တုတိအကြမ်းမြင်ဘူးသူရကျွဲဝခြင်းရှေးခေတ်ကစာပေကျမ်းဂန်တွေကို နားလည်တော်ကြောင်းမှုအရေးကြီးပါတယ် အထူးသဖြင့်ဘယင်ဖြစ်လာမဲ့အင်ရှင်မင်းသားအလောင်းလျာတွေဖြစ်တဲ့ယောက်ျားသားတွေဟာတုတ္တိဆိုတဲ့အကြမြင်ဘူးသူတာကြွယ်ဝမှသာလူမှုရေးစည်းဝါးရေးဘာသာရေးတိုင်းရေးပြည်ရေးတွေကိုကြွမ်းကြမ်းကျင်ကျင်လောက်ကိုင်းနိုင်မှာဖြစ်တယ်။နံပါတ်1ကတော့သမုတ္တိလို့ခေါ်တယ်။ဓမ္မတက်ဥပဒေကြမ်းတက်တယ်။နိုင်ငံတော်ရဲ့ဥပဒေကိုသိရှိနားလည်ဖို့အရေးကြီးပါတယ်။ဥပဒေကိုနားလည်မှတရားမျှတစွာနေနိုင်ပြီးတော့လူမှုရေးပြဿနာတွေကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့တော့ ဒီတမှုတိနဲ့ပတ်သက်ပြီးတော့မင်းကြီးမင်းသားဘရင်မျိုးနွယ်တွေတာမကတိုင်းသူပြည်သားလူအများတွေပါနားလေတွက်ချမ်းသွားဖို့လိုအပ်တဲ့အတွက်တိတာပါမောက်ခကြီးတွေကတက်ကုတ်တူပြီးမှဒီတမှုတိဓမ္မတက်ချမ်းဥပဒေကိုယောက်ျားသားမှန်ရင်တက်ကြွရတဲ့တင်ကြရတဲ့တင်ကြမှုတင်ရိုးထဲမှာထည့်သွင်းခဲ့ခြင်းဖြစ်ပါတယ်နံပါတ်3ကတော့တင်ချခဏန်းတင်ချတွက်ချက်တက်ခြင်းဒါကတော့ကျွန်တော်တို့ လူမှန်ရင်ဓမင်းစားဖို့တောက်ဖို့အတွက်စီးပွားရေးလူမှုရေးအတွက်အရေးကြီးတာကရောင်းချရမှာ ਉਹ ကျွန်တော်တို့တခုခုရောင်းကိုရောင်းရမှာဖြစ်တဲ့အတွက်တင်ချမတက်ကြွန်းခဲ့ဘူးဆိုရင်မင်းကြီးမင်းသားများတာမကတိုင်းသူပြည်သားများပါရောင်းဝယ်ဖောက်ကားမှုမလုပ်နိုင်ရင်ကျွန်တော်တို့မမှန်တူတူပုံသွားမှာဖြစ်တဲ့အတွက်ရှေးခေတ်ကလေးကတင်ချတင်ကြားပေးခြင်းအတတ်ပညာကိုတင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်နံပါတ်၄ကတော့ယောဂရပ်ပလက်နဲ့ယောတာဖြစ်ပါတယ်အဲ့တော့ အဲ့ဒီမှာဘာတွေပါလဲဆိုတော့လက်နက်ဒဇင်စူးဆောက်အဲ့ဒီလက်နက်တွေပြင်ပါဝင်ကျွန်တော်တို့ဘန်ဒိုဘန်ရှီထဲမှာပါဝင်အသုံးပြုတဲ့လက်နက်တွေပါဝင်မယ်ဒေါက်တာလက်နက်တွေပါဝင်တယ်လို့ယူဆပါတယ်ဗျဘာလို့လဲဆိုရှေးခေတ်ကလက်နက်ကန်ဆောင်တပ်ဖို့ကအရန်အရေးကြီးတာဟုတ်အဲ့တော့ဘန်ဒိုဘန်ရှီတိုင်းပညာတွေကဒီအထာရတတ်ထဲမှာအထူးတလဲဖော်ပြထားခြင်းမရှိပါမဲ့ကျွန်တော်အထင်ပေါ့နော်ခင်ဗျားတို့ဘယ်လိုထင်လဲတော့မသိဘူးဒီဘန်ရှီပညာတွေကို ဒီယောဂါဆိုတဲ့လက်နက်ကင်ဆောင်ခြင်းအတက်ပညာတွေမှာထည့်သွင်းထားတယ်လို့ကျွန်တော်တို့ယူဆပါတယ်။ထင်မြင်ယူဆချက်လေးတွေကိုရေးပေးခဲ့ပါအောင်။အဲ့တော့မင်းကြီးမင်းသားတွေဒါမှကကျွန်တော်တို့တိုင်းသူပြည်သားလူများတွေလည်းတစ်ချိန်မို့တစ်ချိန်ရံဖြစ်ခဲ့တဲ့အခါကိုယ့်ရဲ့အတက်အန္တရာယ်ကိုကာကွယ်ဖို့အတွက်ဒေါက်တာလက်နက်တွေကနေကာကွယ်ဖို့အတွက်အတက်ပညာတစ်ခုခုတက်ကြွထားဖို့ကာကွယ်နိုင်ဖို့အတွက်လိုအပ်ပါတယ်။နံပါတ်5ကတော့နေတိလောကနေတိကျောင်းကိုတက်ကြွခြင်း ဒါတော့ကျွန်တော်တို့ ethic လို့ခေါ်တဲ့လူမှုရေးပေါ့နော်ရှေးခေတ်ကသာမကအခုချိန်ထိလည်းလူမှုရေးတွေကအရန်အရေးကြီးပါတယ်ဆက်ဆံရေးတွေကလည်းအရန်အရေးကြီးပါတယ်တယောက်နဲ့တယောက်ဖုန်းပြောတဲ့အခါမှာပဲဖြစ်ဖြစ်ကားမောင်းတဲ့အခါမှာပဲဖြစ်ဖြစ်လူမှုရေးစီးပွားရေးတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်တယောက်နဲ့တယောက် ethic ဆိုတဲ့နိတိအချက်တွေကိုလိုက်နာဖို့လိုတယ်ဒါကြောင့်မလို့ရှေးခေတ်ကတိတာပါမောက္ခကြီးတွေကသူတို့ရဲ့တင်ရိုးထဲမှာနိတိဆိုတဲ့အချက်ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်လူမှုရေးမှာပဲညံပြင်းရင်လည်းအောင်မြင်မှုဟာလုံးဝမဖြစ်နိုင်ပါဘူး နံပါတ်6ကတော့ဝိတေတီကာလို့ခေါ်တယ်။ယာယီရရချမ်းတက်ချင်းပေါ့နော်။အဲ့တော့ခီးသွားလာတဲ့အခါမှာကျွန်တော်တို့ကဒီဘက်ခေလို GPS ရှိတာမဟုတ်ဘူး။ဒူမစီကိုတောင်သွားဖို့မလွယ်ဘူးရှေ့ခေတ်ကတရွာနဲ့တရွာသွားဖို့ကလည်းကျွန်တော်တို့နေတွေကျဲတွေလတွေမကြည့်တတ်ဘူးဆိုရင်ဒူမစီတောင်မရောက်ဘဲနဲ့ဒိညာန်ကုန်းရောက်သွားနိုင်ပါတယ်။တောတွေလည်းထူထပ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဝိတေတီကာဆိုတဲ့ရရရချမ်းတွေကိုတတ်ဖို့လိုပါတယ်။လမ်းမသွားရင်တော့အချိန်ကုန်လူပန်းဖြစ်အောင်တာမကဒူမနဲ့ပါဝေးသွားနိုင်တာကို နံပါတ်9ကတော့ဂန္ဓပ်ပါဂီတတချင်းတူရိယာတိမုတ်တချင်းဒါကတော့ကျွန်တော်တို့ရှေးခေတ်ကသာမကဘူးအခုခေတ်မှာလည်းအဲ့လိုပဲကျွန်တော်စိတ်ညစ်ညူတဲ့အခါဒေါသတက်တဲ့အခါမောဟတက်တဲ့အခါလောဘတက်တဲ့အခါတချင်းလေးဖွင့်ပြီးနားထောင်လိုက်ရင်စိတ်ကပြေသွားတယ်မောနေတာတွေပြေသွားတယ်အဲ့တော့ကိုကနားထောင်ယုံပဲလားသူများတွေဖြောပြတာကိုပဲကြည်ယုံပဲလားမဟုတ်ဘူးဗျကျွန်တော်တို့တစ်ခါတလေမှာကိုတိုင်းလဲဝင်ပြီးတော့တခြားသူတွေကိုဖြောပြခြင်းနဲ့စိတ်ရှိတယ်ဒါကြောင့်မလို့ရှေးခက်ကတိတာပါမောခကြီးတွေကဂန္ဓပ်ပါဆိုတဲ့ ဂီတသချင်းဒူရီယာဒီမုတ်တက်ချင်းအတတ်ပညာကိုပါမင်းကြီးမင်းသားတွေနဲ့တိုင်းသူပြည်သားယောက်ျားအမျိုးသားမှန်ရင်တက်ကြွရမယ်ဆိုပြီးတော့တင် जा ပေးကြခဲ့တာဖြစ်ပါတယ်နံပါတ်၈ကတော့ဂဏိကာဂီယိုမက်ထရီတင်ချတက်ချင်းဒါတော့ engineering အတက်ပညာတွေလို့ပြောလို့ရပါတယ်။အင်းဆောက်ချင်းမြေတိုင်းတာချင်းစတဲ့ engineer ဆိုင်ရာလုပ်ငန်းတွေအတွက်အရေးကြီးတဲ့အတွက်တင် जा ပေးခြင်းဖြစ်ပါတယ်။နံပါတ်9ကတော့ဒနုဗေဒာလေးများအတက်တက်ကြွချင်း။အဲ့တော့ဒီဘက်ခေတ်မှာလို့ကျွန်တော်တို့ကအဝေးကနေပြစ်လို့ရတဲ့ အခြေစံတွေနဲ့တနက်တွေနဲ့ရှိကြတာမဟုတ်တဲ့အတွက်အဝေးရပြစ်ခတ်လို့ရတဲ့အခါမှာကာခွေနိုင်ဖို့ဒေါ်လကောင်တခြားလူတွေကိုကိုကိုကျူးကျော်လာတဲ့လူတွေကိုတံပြန်တိုက်ခုတ်ဖို့တော့လေအဝေးကနေပြစ်ခတ်လို့ရတဲ့လေးများအတက်ကိုလည်းတက်ချောင်းမှုအတွက်ရှေးခေတ်ကတိတာပေါင်းဘခါကြီးကသူ့ရဲ့တင်နန်းသားတပည့်မင်းကြီးမင်းသားနဲ့တိုင်းသူပြည်သားယောက်ျားအမျိုးသားတွေကိုတင် जा ပေးခဲ့ပါတယ်။နံပါတ်30ကတော့ပူရာနာလို့ခေါ်ပါတယ်။ရှေးစကားဟောင်းပူရန်ကျန်းတက်ချင်းပေါ့နော်။ ဒါကတော့စကားပြောခြင်းအတတ်ပညာဖြစ်တယ်ရှေးခေတ်ကအကြောင်းအရာတွေကိုလည်းသိရှိနားလည်ဖို့အရန်ရေးကြည့်တာကိုကျွန်တော်တို့ကတရားရုံးနဲ့တရားစကားပြောတဲ့အခါမှာဒီဘက်ခေတ်အကြောင်းပဲပြောလို့ရတာမဟုတ်ဘူးကိုကသမိုင်းကိုမသိရင်အရတယ်လို့ဆိုပါတယ်အဲ့တော့ရှေးခေတ်သမိုင်းကိုသိဖို့အတွက်ပြစ်စုံပံကိုနားလည်နိုင်ပါဦးအဲ့တော့ဘယင်မင်းကြီးမင်းသားတွေအနေနဲ့ကလက်ရှိအခြေအနေကိုနားလည်နိုင်ဖို့ဒါမှမကရှေးခေတ်ကသမိုင်းအထောက်ထားတွေနဲ့စကားပြောတဲ့အခါမှာပုံတို့ပတ်စာတွေနဲ့ပြောနိုင်အောင် ဒီပူရနာဆိုတဲ့ရှေးစကားဟောင်းပူရန်ကျမ်းကို တက်ကြွထားဖို့အတွက်ဒေတာဘောမခတွေကသူတို့တင်ရိုးမှာထည့်သွင်းထားခြင်းဖြစ်ပါတယ်။နံပါတ်7ကတော့တိကိစ္စာဈေးကူတာခြင်းအတက်တက်ကြွန်းခြင်းဘိန်းတော်အတက်ကိုတက်တာပေါ့နော်။မိမိမိသားစုရဲ့ကျမ်းမာရေးအတွက်တာမကနီးဆက်ရာတိုင်းသူပြည်သားလူအများတွေတာမကကိုကိုတိုင်းအတွက်ကိုဈေးကူတာခြင်းအတက်ပညာကအရန်အရေးကြီးပါတယ်။ဒါကြောင့်ယောက်ျားမှန်ရင်ဈေးကူတာတက်ဖို့အတွက်တိကိစ္စာဆိုတဲ့ ဆေးကုသခြင်းအတတ်ပညာကိုသင်ကြားကြရခြင်းဖြစ်ပါတယ်။နံပါတ်7ကတော့ ET ဟာတာရရှင်ဘွဲ့အတက်တက်ကြွန်းခြင်းဟာတာလို့တက်တာပေါ့နော်။အဲ့တော့စကားတစ်ခုပြောတဲ့အခါမှာတယောက်နဲ့တယောက်ကအတီးကြီးတွေစကားပြောခြင်းနဲ့အရှုံးအဖောက်လေးတွေနဲ့ဟာတာလေးတွေပုံတို့ပတ်စလေးတွေနဲ့ပြောတတ်တဲ့လူတွေကလူတွေကပို့ပြီးတတိထားမိတယ်ပို့ပြီးတော့ဂယူးဆိုင်မိတယ်ဟာတာအမြင်ရှိတဲ့လူတွေကိုလူတွေကပို့ပြီးလဲချစ်ခင်ကြတဲ့အတွက်လူမှုဆက်ဆံရေးနယ်ပယ်မှာအဆင်ပြေဖို့အတွက် ဒီကိစ္စက အရန်အရေးကြီးပါတယ်ဒါကြောင့်မလို့အထာရတ်၁၈ရက်ထဲမှာဒီအတက်ပညာပါတယ်ဆိုတာကိုအင်မတန်အံ့ဩသွားမယ်ကျွန်တော်လည်းအခုတည်းတော့အံ့ဩသွားပါတယ်ဗျနံပါတ်၃ကတော့40လို့ခေါ်ပါတယ်နက်ခတ်ဘေးတင် အတက်ပညာတက်ကြွန်းခြင်းဒါတော့ကျွန်တော်တို့နက်ခတ်တာယာတွေကြည့်တယ်ကျဲတွေကြည့်တယ်ဘေးတင်ပညာတွေကိုကြည့်ပြီးတော့ရှေ့ဖြစ်နောက်ဖြစ်တွေကိုခံမှန်းထားပြီးတော့မှရှောင်းတာတွေရှားတာတွေလှုပ်တတ်ဖို့အရေးကြီးပါတယ်ရှေ့ခေတ်ကဘယင်တွေကနက်ခတ်ဘေးတင် ကျွမ်းကိုကျွမ်းဖို့လိုတယ်တိုင်းသူပြည်သားလူများတွေလည်းဘေဒင်နဲ့နှက်ခတ်ကိုကျွမ်းမှသာကျွန်တော်တို့ခရီးသွားလာတဲ့အခါမှာတော့လကောင်းကိုယ့်ရဲ့အတက်အန်ရဲ့ရှိနိုင်တဲ့နေရာတွေကိုရှောင်ရှားဖို့အတွက်တော့လကောင်းကိုယ်နဲ့ယူသင့်မယူသင့်ပေါင်းဖို့အပ်မပေါင်းဖို့အပ်ရန်သူတွေဇနီးမယားသမီးသားတွေဒါမှမဟုတ်ရင်ချစ်သူခင်သူတွေကိုအတွက်ဒါကမတက်မနေမဖြစ်မနေတင်ကြားထားမယ်အတက်ပညာဖြစ်ပါတယ်နံပါတ်၁၄ကတော့မာယာ လုံးဝအရေးကြီးတဲ့အတတ်ပညာဖြစ်ပါတယ်လှစ်ပတ်တတ်သောအတတ်တကြွခြင်းညာတာနဲ့လိန်တာနဲ့လှစ်ပတ်တာနဲ့မာယာနဲ့မတူပါဘူးမာယာဆိုတာက ကိုမလုတ်ခြင်းနဲ့အရာကိုမလုတ်ဘူးလို့တည်းမပြောဘဲနဲ့ငင်းဆန်တဲ့အမျိုးအစားတွေပေါ့နော်ဒီမာယာအတတ်ပညာကလိုအပ်တဲ့ခါမှာအရန်အသုံးဝင်ပါတယ်တခါတလေမှဘယင်က မောင်မင်းငါပြောတာမှန်သလားဆိုရင်အရှင်မင်းကြီးမှားပါတယ်ဖေရဆိုရင်တခါတည်းတည်တံဖြစ်သွားမှာဒီဘက်အဲ့ဘက်ခစ်တွေက ဘယင်တွေကအရန်ဓာတ်ထပ်ပါတယ်။နီးရဓာတ်ကြောက်ရတယ်ဆိုတဲ့အတွက်အရှင်မင်းကြီးပြောတာမှားပါတယ်လို့သွားပြောလို့မရပါဘူး။အရှင်မင်းကြီးပြောတာမှန်ပါတယ်ဖရာပဲပြောရပါတယ်။ဒါပေမဲ့လည်းသုံးလို့မရတော့။အဲ့တော့ဟိုကျွန်တော်ကြားဘူးတဲ့ပုံမြင်လို့ပေါ့ဗျာ။ချင်းသေးကြီးတိုးထဲမှာရှိတယ်။အဲ့ထဲမှာစိတ်တကောင်ဝင်သွားတယ်။ "तू ကဗဇတ်ဟပြတယ်။ဟဲ့ငါအာဖို့ဆိုနန်လား"ဆို စိတ်ကပါပြောလဲဆိုတော့အရှင်မင်းကြီးနန်ပါတယ်ဖရာဆို တကယ်တော့နန်းနဲ့အတွက်နန်းနဲ့အကြောင်းပြောတာဒါပေမဲ့မင်းကငါ့ကိုအာဖို့ဆိုနန်းတယ်လို့ပြောတဲ့အတွက်ငါစားပလိုက်မယ်ဆိုပြီးတော့မှအဲ့လိုမျိုးပြောတယ်နောက်တစ်ခါတမင်တကောင်ဝင်သွားတယ်တမင်တကောင်ကလည်းဗဇက်ဟပြတယ်ဟဲ့အောင်ငါဗဇက်နန်းလားလို့မေးတော့အရှိရစိတ်ကပြန်မထွက်လာတဲ့အတွက်တမင်ကဘာပြောလဲဆိုတော့အရှိမင်းကြီးမနှံမအုပ်ဖေးရလို့ပြောလိုက်တဲ့အခါမှာချင်းတေးကမင်းလိန်ပြောတယ်ဆိုပြီးကောက်စားလိုက်ပြန်ရောဒါပေမဲ့ယုံကလေးကဝင်သွားတယ်ဟဲ့အောင်မင်းငါဗဇက်နန်းလားလို့ချင်းတေးကမေးတဲ့အခါမှာယုံကလေးကဘာပြောလဲဆိုတော့အရှိမင်းကြီးကျွန်တော်မျိုးနှာစီးနေပါတယ် အဲ့ဒါကတော့မာယာလို့ခေါ်ပါတယ်ကျွန်တော်တို့ဒီဘက်ခေတ်မှာရောရှေ့ခေတ်မှာရောဘယ်ခေတ်မှာမဆိုကျွန်တော်တို့စကားပြောတဲ့အခါမှာဂျာမန်ညက်အောင်ဒီမာယာဆိုတဲ့စကားပြောခြင်းအတတ်ပညာလှည့်ပတ်တော်အတတ်ပညာအရန်အရေးကြီးပါတယ်အဲ့ဒီလိုသာမကမျက်လက်အတတ်ပညာတွေမှာလည်းပါဝင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီထဲမှာတော့မျက်လက်လို့တော့မရေးထားဘူးမျက်လက်လက်လက်အစရှိတဲ့ပညာတွေဒါအထက်တက်အထာရတ်သက်ရှင်မျိုးတွေမှာပါဝင်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ခင်ဗျားတို့ဘယ်လိုထင်လဲဗျနံပါတ်15ကတော့ဆန်တာ စမ်းချမ်းအတက်တက်ကြွန်းခြင်းပေါ့နော်ကြပြားလင်္ကာတွေကိုရေးသားနိုင်ဖို့အရန်ရေးကြည့်ပါတယ်အဲ့ဒါကတော့ရှေးခေတ်မှာကျွန်တော်တို့ခရီးသွားတဲ့အခါမှာနောက်စစ်ချီတဲ့အခါမှာစစ်တိုက်တဲ့အခါမှာကြပြားတွေလင်္ကာတွေရေးဖွဲ့ခဲ့တယ်နောက်တယောက်နဲ့တယောက်ဟိုစကားပြောဆိုတဲ့အခါမှာနောက်ဘရင်တပားနဲ့တပားရံပြေဖို့စစ်ပြေဖို့ရေးသားဆက်ဆိုတဲ့အခါမှာဒီကြပြားလင်္ကာတွေကအရန်ရေးကြည့်ခဲ့တာ哦ဒါကြောင့်မလို့စန်တာဆိုတဲ့စမ်းချမ်းအတက်ကိုတင် जा ပေးခြင်းဖြစ်ပါတယ်နံပါတ်၁၆ကတော့ K2 လို့ခေါ်ပါတယ်တန်တန်မှန်အတက်တက်ကြွချင်းတယောက်နဲ့တယောက်ကူလူဆက်ဆံတဲ့အခါမှာနိုင်ငံရေးနေကြာအစရှိတဲ့တရုတ်ထိုင်းလာအိုအစရှိတဲ့ရှေးခေတ်ကတန်တမန်ရေးရာတွေဆက်ဆံတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီ K2 ဆိုတဲ့တန်တမန်အတက်ပညာတက်ကြွမှုလိုအပ်ပါတယ်အဲ့လိုပဲအင်းဝါရိုဟန်တာဝဒီတို့အဲ့လိုမျိုးဆက်ဆံတဲ့အခါမှာလည်းဒီဟာကအရေးကြီးပါတယ်နိုင်ငံတကာဆက်ဆံရေးမှာအဆင်ပြေဖို့အတွက် K2 ဆိုတဲ့တန်တမန်အတက်ပညာကိုတက်ကြွထားဖို့လိုအပ်ပါတယ် နံပါတ်7ကတော့မန်ဒါလို့ခေါ်တယ်မန်ဒန်ဆိုတဲ့ဂါတာစီရင်တက်တွေစီရင်တဲ့အတက်ပညာတွေတက်တာပေါ့နော်ရှေးခေတ်ကအစွမ်းတက်တီတွေကိုယုံကြည်ပါတယ်အဲ့တော့မန်ဒန်ဂါတာရန်တရားတွေကကိုကိုကာကွယ်ပေးနိုင်တယ်လို့ယုံကြည်ပါတယ်အဲဒုတ်ပီးဒါပီးတို့ဒါမျိုးမန်ဒန်တွေကိုပြောက်ဂါတာတွေအဲနောက်ဒနာသိတိအောင်မြင်အောင်စွမ်းဆောင်နိုင်တဲ့ဂါတာတွေရှေးခေတ်ကဆိုလူတွေကနေအသက်သွင်းနိုင်တဲ့မန်ဒန်တွေပါရှိခဲ့တယ်လို့ကြားပူပါတယ်နောက်အယုတ်တွေစကောမအတက်ပညာတွေပေါ့နော် တစ်သားယုတ်ကိုလူအဖြစ်အသက်သွင်းတာတို့မြင်းပြန်ယုတ်ကိုအသက်သွင်းတယ်ဆိုတဲ့အတတ်ပညာတွေလည်းရှိခဲ့ပါတယ်။နံပါတ်၈ကတော့တဒါတဒါကျန်းတက်ခြင်းတဒါမတက်စာမတက်လို့ဆိုတာဟုတ်အဲ့တော့စာပေချမ်းကန်နေနားလည်ဖို့နဲ့ရေးသားနိုင်ဖို့တော့ကတဒါကို တက်ကြောင်းမှုလိုအပ်ပါတယ်။ဒါကြောင့်မလို့အရန်ရေးကြည့်ပါတယ်။ရှေးခေတ်ကဒေတာဘောမောက်ခါတွေကတဒါပညာနဲ့စာပေပညာတွေကိုရေးသားတက်ကြောင်းမှုအတွက်အတွေးခေါ်တွေအတွက်တေချာပေါက်တင် जा ပေးကြခဲ့တာပါဒီချက်တွေကရှေးခေတ်ကယောက်ျားကောင်းတယောက်ဖြစ်ဖို့အတွက်မဖြစ်မနေ မတက်မနေတင်ယူထားရမယ်ယောက်ျားကောင်းတို့အတွက်ရှိတင်ရှိတိုက်တဲ့အရေးချင်းဆက်ရှင်မျိုးဖြစ်ပါတယ်တက်ကိုတက်ထားရမယ်အထာတက်ဆက်ရှင်မျိုးဖြစ်ပါတယ်ခင်ဗျားတို့ဒီအထာတက်ဆက်ရှင်မျိုးတွေမှာဘယ်နှမျိုးလောက်များ တက်ကြလဲကိုကူကိုစမ်းစစ်ဘူးလားဗီဒီယိုကိုအစအဆုံးကြည့်ပေးတဲ့အတွက်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျားတို့ရဲ့ထင်မြင်ယူဆချက်လေးတွေလည်းမှန်ပေးပါအောင်နောက်ထပ်ဗီဒီယိုမှာစိတ်ဝင်စားစရာအကြောင်းအရာများကိုမျှဝေတော့ပါမယ် subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးပါ အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြောင်းမြန်လူမျိုးမှာမြန်မာနိုင်ငံနဲ့ကဘာရက်မှာရှိတဲ့လူငယ်ပေါင်းများစွာကိုတိုင်းပညာကိုကာယကြံ့ခိုင်မှုနဲ့အသိပညာဘူးဒရာတွေကိုအွန်လိုင်းရောလက်တွေ့ပါသင်ကြားပြသပေးနေတဲ့နီးပြတအူးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်